နွေဦးတော်လှန်ရေးအတွင်းမှာ LGBT များရဲ့ပါဝင်မှုကိုပြည်သူတွေတော်တော်များများကအသိမှတ်ပြုလာသလို LGBT များရဲ့စွမ်းပကားကိုဟိုလေးစားတံမိုးထားလာကြပါတယ်။ဒါကဘာကြောင့်လဲဆိုတော့လူသားအလုံးလူချင်းနဲ့လွတ်လပ်မှုတွေတရားမျှတမှုတွေကို LGBT ကိုယ်တိုင်ကလည်းလေးစားပြီး တောင်းဆိုတိုက်ပွဲဝင်လို့ဖြစ်ပါတယ်။ဒါပေမဲ့တချို့နေရာတွေမှာ သူတို့ပေါ်မှာကြောက်ရွံ့မုန်းတီးမှုတွေကရှိနေတုန်းပဲအဲ့ဒီပေါ်မှာအခြေခံနဲ့ခွဲခြားဆက်ဆက်မှုတွေကကြံနေတုန်းပါပဲအဲ့တော့အာနာရှင်စနစ်တွေကိုတွန်းလှန်တဲ့ခါမှာဆရာနာရှင်တခုတွေမကဘဲနဲ့ LGBT များပေါ်မှာအထင်မြင်လွဲမှားပြီးမုန်းတီးတဲ့စိတ်ထားမျိုးတွေပုံလွှတ်တဲ့အာနာရှင်စနစ်ပုံစံကိုလည်းတွန်းလှန်မှုလိုအပ်တယ်တိုက်ဖြတ်မှုလိုအပ်ပါတယ် ဒီကနေ့မှာဒါကိုအားလုံးဝိုင်းဝန်းလက်တွဲပါဝင်ပြီးတော့ကြောက်ရွံ့မုန်းတိမှုစာလေးစားတန်မှုထားမှုတွေကိုကျင်းစာတရားတွေတိစောက်ကြပါလို့တိုက်တွန်းလိုပါတယ်။